်မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ပထမဆရာဦးဝေးရွှေရေးသားသော ပထမဝိဇာတရားထွက်ရပောက်လောကီပညာနှင့်ကျေးဇူးရှင်စစ်ကွင်းဆရာတော်ကြီးအကြောင်းကိုဖော်ပြပြီးတော့မှာဖြစ်ပါတယ်ရှင်။ဒီအကြောင်းအလေးကိုမပြောပြခင်မှာယခုလိုဘူးဒုဒယဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပြီးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ ထိတ်အုပ်အင်းနှင့်ပတ်သက်သောဆက်ရောဂါကုဆရာဝန်ကြီး၏အတွေ့အကြုံတရက်ကိုဖော်ပြလိုပါသည်။မင်းကင်းတွင်တာဝန်ကျနေသောဆရာဝန်ကြီးသည်ဒုတိယကမ္ဘာစစ်အစပိုင်းဂျပန်စစ်တပ်များဝင်လာချိန်အင်္ဂလိပ်တပ်များအိန္ဒိယသို့အစုတ်တွင်အိန္ဒိယသို့လိုက်ပါမသွားဘဲမြန်မာပြည်၌သာနေခဲ့၏။ဂျပန်တပ်များမြို့ကိုသိမ်းပြီးသောအခါဂျပန်တို့သည်အင်္ဂလိပ်လက်အောက်တွင်အမှုထမ်းခဲ့ပုသူများကိုမယုံသင်္ကာရှိပြီးအင်္ဂလိပ်သရှိုများဟုယူဆသဖြင့်လိုက်လံဖမ်းဆီးလေတော့၏စိတ်မထင်လျင်မထင်သလိုတပ်ဖြတ်လေလဲရှိ ဤသို့ဖြင့်မြို့တွင်ကြိုတင်သတင်းရယူထားသောအိမ်များသို့တက်ရောက်ရှာဖွေဖမ်းဆီးကြသည်အထူးသဖြင့်အရာရှိလုပ်ခဲ့သူများကိုပို၍ဦးစားပေးရှာဖွေကြ၏ထို့ကြောင့်ဆံဝင်ကြီးသည်ဂျပန်လူ၏အဓိကပြစ်မှတ်ဖြစ်လာ၏ထို့သောတက်ရောက်ရှာဖွေဖမ်းဆီးသည့်သတင်းကိုဆံဝင်ကြီးလည်းကြိုတင်ရရှိပြီးဖြစ်၏ထို့အခါဆံဝင်ကြီးလည်းရှောင်းတိန်ပုံအောင်ရန်နေရာကိုစဉ်းစားရာအဆင်ပြေနိုင်မည့်နေရာကိုမမြင်သဖြင့်သူ့အိမ်တွင်ပင်နေထိုင်ပြီးရင်ဆိုင်ရန်သာဆုံးဖြတ်လိုက်တော်၏ ။ဤတွင်ဆရာဝန်ကြီးကစိတ်ကူးပေါ်ဒီမှာဂျပန်တို့ဖမ်းမိသွားလျင်တည်ခြင်းတည်နိုင်။ထို့ကြောင့်မတည်မီအချိန်ရုံးပရိစိတ်မီဟုဆုံးဖြတ်လိုက်။ထို့ခိုက်စစ်ကွင်းဆရာတော်ကြီးစီရင်ပေးထားသောထိတ်အုပ်အင်းကိုတရိယာသဖြင့်အတော်ပင်စိတ်သက်သာရသွားခဲ့၏။ထို့နောက်အဆိုပါအင်းကိုခေါင်းမော်ရင်တင်ပြီးအဝတ်တထဲကိုယူကာခေါင်းပေါင်းပေါင်လိုက်ပြီးလျင်စိတ်နေကြပရိကိုယူကာအိမ်နောက်ဘက်ခြံထဲရှိငပြောပင်အုပ်များအောက်သို့တွားရောက်ကစိတ်ငြိမ်ငြိမ်ထားပြီးပရိစိတ်နေလိုက် များမကြမီတွင်ပင်ဆီယဝင်ကြီးအိမ်သို့ဂျပန်များရောက်ရှိလာတော့၏တိမ်လုံးအတွေ့အပြန်ချမ်းမမကြမ်းမှွေနှောက်ရှာဖွေကြ၏လုံးဝရှာမတွေ့ပင်ထို့ကြောင့်သူတို့သည် ပို့ပြီးဒေါသထွက်လာကကြံ့သောအိမ်သားများကိုပါရန်ရှာတော့၏နောက်ဆုံးသူတို့သည်ဆီယဝင်ကြီး၏လူမမဲ့သမီးလေးတယောက်ကိုတနက်ပြန်ချိန်ကသူ့ဖခင်ရှိရာသို့လိုက်ပြခိုင်းတော့၏ မီးလေးလည်းသူ့အဖေပထမထိုင်နေသူကိုတွေ့ရတော့ငပြောပင်အုံနာသူကိုတွေ့ကြည့်လုံးဝမတွေ့ပေဂျပန်တို့သည်မကျေနပ်သေးပဲနောက်တစ်ကြိမ်ရှာကြပြန်၏မတွေ့ပေဂျပန်တို့သည်နောက်ဆုံးနဲ့ဆောင်ဝင်ကြီးအိမ်ကြီးဝင်ကျင်ကိုစုံစမ်းကြ၏ ထိုအခါအိနေဝင်းကျင်ရှိလူတချို့ကဆရာဝန်ကြီးကိုမြစ်ထဲခုန်မောင်းသွားသော မော်တော်တစ်စီးဥပိုင်းနဲ့နောက်ကျောပေး၍ထိုင်၍လိုက်သွားသည်ကိုတွေ့ခဲ့ရကြောင်းဆိုကြ၏ထိုအဖြစ်မျိုးကိုအထားသောနှစ်နေရာသုံးနေရာမှလည်းပြောကြသည့်ဖြင့်နောက်ဆုံးတွင်ဂျပန်တို့သည်ဆရာဝန်ကြီးကိုဖမ်းဆီးမိအစီအစဉ်အားလက်လျှော့ကပြန်လည်ထွက်ခွာသွားကြတော့၏ထိုနေ့ကမောင်ကြီးပြောသောချိန်တွင်ဆရာဝန်ကြီးသည်အိမ်နောက်ဘက်ငပြောပင်အုပ်များထဲမှအိမ်ပေါ်သို့တက်လာရာအိမ်သားများတန့်တော်ဖြစ်သွားကြ၏ထိုအခါတမိဖြစ်သူက အဖေပဲသွားနေတာလဲဟင်ဟူမေးလိုက်ထိုခါဆရာဝန်ကြီးကဘယ်မှမသွားပါဘူးခြံထဲငပြိုးပင်အုပ်အောက်မှာပဲပရိထိုင်စိတ်နေတာလေဘာဖြစ်လို့လဲဟင်ဒါဆိုဆောဆောပိုင်းကဂျပန်တွေအဖေကိုလာရှာကြတယ်အဖေသူတို့ကိုမတွေ့ဘူးလားဟင်အင်းသူတို့ကိုအဖေမတွေ့ဘူးသူတို့တွေအဖေထိုင်နေတယ်ဆိုတော့ငပြိုးပင်အုပ်စီကိုတော့ရောက်ကြတယ်တမီးကိုတော့တနတ်နဲ့ချိန်လှန်စုကြီးနဲ့ချိန်ပြီးအတင်းခေါ်လာလို့ပါလာသေးတယ်ဟုတ်လားတမီးအဖေလုံးဝမတွေ့ဘူး ပတိတဲ့အာယုံကြနေလို့လားမသိဘူးထူးထူးခြားခြားဒီနေ့မှပတိစိတ်လို့ကောက်လိုက်တာကွယ်မပြောပါနဲ့တော့သူတို့ကလည်းအထက်ထက်ရှာကြတာအဖေကမတွေ့ဘူးအရင်ကအံ့ဩစရာကောင်းနေနော် ဟုတ်တယ်သမီးဒီဖြစ်ပျက်ကအတော်ကိုအံ့ဩဖို့ကောင်းနေအဖေလည်းဒီကပြောပင်အုပ်တွေအောက်မှာပဲထိုင်ပြီးပတိစိတ်နေတယ်သူတို့ကလည်းတကယ်ကိုလာရှာတယ်ဒီနားမှာကိုလာရှာတယ်အဖေကလည်းသူတို့ကိုမတွေ့ဘူးသူတို့ကလည်းအဖေကိုမတွေ့ကြဘူးတစ်ဖက်နဲ့တစ်ဖက်ကနီးနီးလေးနဲ့ကဘာသားသလိုဖြစ်နေတယ် တကယ်ဟိုအောင်းဖို့ကောင်းတဲ့တကူအစွမ်းတတိကြောင့်ဖြစ်ရမယ်တမီးဘလို့အောင်းဖို့ကောင်းတဲ့တကူအစွမ်းတတိလည်းအဖေစစ်ကွေးစရာတော်ဗျာကြီးဦးစံတော်ဘာသာရဲ့အစွမ်းတတိပဲပေါ့အဖေပြောတာတမီးနားမလဲတော့ဘူးအော်အေးဟုတ်သားပဲအဖေရှင်းပြမယ်ဟုဆရာဝန်ကြီးကပြောပြီးနောက်သူ့ခေါင်းနဲ့ပေါင်းထားသောခေါင်းမဝက်ကိုဖယ်ရှားလိုက်တော့အခါလက်မအရွယ်ခန့်ရှိသည့်ကျင်းအင်းပြားတစ်ချက်ထွက်လာတော့အခါတွင်မှမိသားစုအလုံးသဘောပေါက်သွားကြတော့ဤထိုအခါတွင်ဆရာဝန်ကြီးကတမီးတို့တသက်လုံးမှတ်ထားကြ ဟောဒီလိုစစ်ကွဲစရာတော့စီရင်ပေးထားတဲ့အေးအစီရင်တွေအင်းဖျားတွေကိုယုံကြည်လေးလေးဆဆနဲ့ကိုးကွယ်ကြပူဇော်ကြတကယ်နှစ်ဖူးတွေဒူးတွေဘေးအနယ်မျိုးအသက်အနယ်မျိုးကြုံတွေ့တဲ့အခါမျိုးမှာကျင်းတယ်ပေါ့အကာအွယ်ပေးတယ်ကဲတင်ပေးတယ်အခုအဖေကိစ္စမှာလက်တွေပဲလေအဖေတော့စစ်ကွင်းဆရာတော်ကြီးကိုယုံကြည်လက်ခံသွားပြီဟုမှားကြနေလေတော့ဤ စစ်ကွေးဆရာတော်ဥစံတော်ဘာသာသည်မိမိကိုယ်တိုင်လည်းမဖြစ်မနေကြိုးပမ်းအားထုတ်သဖြင့်တိတ်တိရှင်မဟိတ်တိရှင်တဦးဖြစ်တဲ့ကဲ့သို့အဆိုပါဝိဇာပညာရက်များနဲ့ပတ်သက်၍လည်းအမြဲမျက်စိဖွယ်နားဆွင့်ထားသူဖြစ်၏။အဘယ်မီသောပညာရက်သည်အဘယ်မီသောဒေတာအဘယ်မီသောပုဂ္ဂိုလ်ထံတွင်ရှိသည်ဟုသတင်းကြသည်နှင့်တပြိုင်နက်စစ်ကွေးဆရာတော်သည်တွားရမည်ခရီးတာကမိမြပင်ဝေးပါစေမိမြပင်ခက်ခက်ခဲခဲတွားလာရပါစေမရောက်ရောက်အောင်တွားတတ်၏။ပညာယူတတ်သည့်ပုဂ္ဂိုလ်ပညာရက်နှင့်ပညာရှင်တို့ကိုအထူးလေးစား တံမိုးထားတဲ့ဒီပုံကိုဖြစ်၏။ယခုအဖြစ်အပျက်တွင် တွေ့ဆုံခဲ့သည့်ပုံကိုမှအောင်းပေါက်စရာတော့ဥတာမှုဖြစ်၏။ သူ၏ဝိဇာဒရပညာတစုံတစကိုကြားသိရမိသလောက်နဲ့စစ်ကွင်းဆရာတော်သည်ပညာယူလို၏တွေ့လို့မြင်လို့ဖူးလို၏ထို့ကြောင့်အောင်ပေါက်ဆရာတော်ကြီးသတင်းသုံးသည်ဟုစုံစမ်းသိရှိရသောတောင်တွင်းကြီးမြို့ရှေအောင်တော်ဘုရားဤနေရာသို့ကြွရောက်သွားခဲ့၏အောင်ပေါက်ဆရာတော်ထံရောက်လျင်ဆရာတော်အားလှူဒန်းရန်ဒုကုတ်ဧကတိသိမ့်မိုင်တစုံလဲယူသွားခဲ့၏စစ်ကွင်းဆရာတော်တောင်တွင်းကြီးမြို့သို့ဆက်ရောက်သောအခါမိခဲ့သို့တွားရမိကိုသိလို့သဖြင့်အနီးအနားတွင်တွေ့ရှိသူတို့အားမေးမြန်းစုံစမ်းရလေ၏မေးမြန်းပြီးသူတို့လမ်းညွန်သည့်အတိုင်း ွားခဲ့ပြီးတနေရာတွင်လက်ကွက်ကတဲ့များပေါ်မှဖြတ်သွားရသည်ထိုနေရာတွင်နွားကြောင်သားတစုကိုတွေ့သည်ဖြင့်အောက်ပေါက်စရာတော်တရင်သုံးကြီးចောင်းကိုမေးလိုက်ထိုအခါနွားကြောင်သားများလည်းစစ်ကွင်းစရာတော်ကိုအထူးအဆန်းသဖွယ်ကြည့်လိုက်ပြီးအံ့ဩသည့်အမူအရာမျိုးဖြင့်အောက်ပေါက်စရာတော်ဥတာမှုဆိုတာကိုဘာလို့တွေ့ရမှာလဲကိုတော်ရဲ့သူကစိတ်ရောကတဲ့ကြီးပဲသူမျက်စီထဲမြင်သမျှတွေ့တဲ့လူတွေကိုစဲစုံကြိမ်းမောင်းနေတာဘာလို့ဖို့သွားမှာလဲမသွားပါနဲ့ကိုတော်ဟုပြောဆိုတားမြစ်ကြလေထိုအခါစစ်ကွင်းစရာတော်လည်းနွားကြောင်သားတို့ရဲ့စကား ကိုကြလိုက်ရသောအခါမထင်မှတ်သည့်စကားတို့ကြောင့်တွေ့ဝေသွားတော့၏ထို့ကြောင့်အောက်ဘက်ဥတာမှုအတွက်လှူဒန်းရန်ရည်ရထားသောသင်္ကန်းသုံးထဲမှဒုကုတ်သင်္ကန်းကြီးကိုမလှူတော့လျင်ကောင်းပြီဟုစိတ်ထဲ၌ဆုံးဖြတ်လိုက်သည်ထို့နောက်ဆက်လက်လျှောက်လာစဉ်အမျိုးသားတဦးနှင့်ထပ်တွေ့သည်ဖြင့်ပုံမူကျင်းသည်စီရန်အောက်ဘက်ကျောင်းကိုမေးလိုက်၏ထိုအခါထိုသူကအောက်ဘက်ဆရာတော်ကျောင်းကဟိုမှလေနီနီလေးပဲလှူတော့တယ်ဒါပေမဲ့ကိုရောနဲ့ဥတာမှုကဘာကိစ္စရှိလို့လဲသူကစိတ်မနှံ့နဲ့တူနော် တွေ့တဲ့လူတိုင်းကိုဆဲဆူကြိမ်းပေါင်းနေတာကိစ္စမရှိရင်မတော်ပါနဲ့စစ်ကွင်းဆရာတော်ကိုထတ်တာပြန်လေသည် ထိုစကားထတ်ကြရပြန်သောအခါစစ်ကွင်းဆရာတော်သည်ထပ်ပြီးစိတ်သက်ကြသွားတော်၏ထို့ကြောင့်အောက်ပေါက်ဆရာတော်အားလှူဒန်းရန်ယူလာသောသင်္ကန်းသုံးထဲမှဧကတိကိုယုံအားမလှူတော့ပါဘူးဟုသည့်စိတ်မျိုးဖြစ်လာခဲ့ပြန်၏ ။ဤသို့ပြင်စစ်ကွင်းစီရတော်သည်အောင်ပေါက်စီရတော်၏အကြောင်းစင်စားပြီးရှေ့ဆက်လျှောက်လာရာမကြာမီပင်ကျောင်းဝရှိသူရောက်ရှိလာ၏။စစ်ကွင်းစီရတော်သည်သူ၏ခြေလမ်းများကိုမနှင်းအားတင်းပြီးလျှောက်လာရ၏။သူ၏ခြေလမ်းများသည်ပို၍လေးလံလာသည်ဟုထင်မိ။တဖြည်းဖြည်းနှင့် ကျောင်းကြီးလှေကားရဲ့ဤသို့ရောက်ရှိလာခဲ့ထိုချိန်တွင်စစ်ကွင်းဆရာတော်သည်မမျော်လင့်ပဲထူးခြားသောအချင်းရာတရက်နှင့်ကြုံတွေ့ရတော့၏ထိုချိန်ကကျောင်းကြီးအပေါ်ထက်မှကတော့ကမျောထပြီးပြေးသွားသည့်ခြေတံကိုကြားလိုက်ရ၏ထိုနောက်ကျောင်းပေါ်ထက်တက်သည့်လှေကားထိတ်တွင်ဘုံကြီးတစ်ပါးကိုတွေ့လိုက်ရ၏ထိုဘုံကြီးသည်လှေကားပေါ်မှအပြေးလွှားဆင်းချလာသည်ကိုတွေ့လိုက်ရ၏ထိုအချင်းရာကြောင့်ဥဆန်သောဘာသာသည်မှင်တက်မိနေစဉ်ထိုဘုံကြီးနှုတ်မှဟေးမောင်ဆန်သောဘာသာဒီလောက်နေဘူးကြဲကြဲကြီးတဲ့မှာ မမောနိုင်မပန်းနိုင်ပဲဒုက္ခခံပြီးတော့ငါစီကိုဘာသာလောက်တာလဲကွယ်ဟူမေးရင်ဥစ္စံတော်ဘာသာအနည်းသို့ရောက်ရှိလာတော့သည်ဥစ္စံတော်ဘာသာသည်ထိုဆင်းလာသောဘုန်းကြီးကိုအသေးချာကြည့်လိုက်သောအခါတွင်မျက်စိနှစ်ဖက်လုံးကွယ်နေသည်ကိုတွေ့လိုက်ရသဖြင့်ပူပေးအံ့ဩသွားသည်ထိုအခါဥစ္စံတော်ဘာသာကြီးခေါင်းထဲတွင်မျက်စိနှစ်ဖက်လုံးမမြင်မဲနဲ့ငါစီကိုတဏှတ်မမတ်ရောက်အောင်လာနိုင်တယ်။နောက်ပြီးပိုးအံ့ဩဖို့ကောင်းတာက"သူငါ့နာမည်ကိုအတိအကျသိနေတယ်။ဘယ်လိုလုပ်ပြီးသိတာလဲ ငါလာမယ်ဆိုတာလဲသူ့ကိုကြိုပြီးပြောမထဘူးငါနာမည်လဲပြောမထဘူးပါဘူးဘလို့ဖြစ်တာပါလဲတေးကြတာတော့ဒီပုဂ္ဂိုလ်ပါပဲဟုစုံဖြတ်ချက်ချမိတော့ဤတဆက်ထဲပင်သူ့ဤစိတ်ထဲ၌လမ်းတွင်တွေ့ခဲ့သောမစီမဆိုင်လူအများကြီးအပြောကြောင်သူ့စိတ်ထဲတွင်ဆရာတော်ကြီးအပေါ်၌တရားကွက်ခဲ့မိသည်ကိုလည်းစိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတော့ဤ ်ထို့နောက်စစ်ကွင်းဆရာတော်ကအောင်းပေါက်ဆရာတော်ကြီးအားမိမိသည်အောင်းပေါက်ဆရာတော်ကြီးထံမှပညာရင်တို့တောက်စုလို၍လာရောက်ခြင်းဖြစ်ပါကြောင်းရှောက်ထားလိုက်ထို့အခါအောင်းပေါက်ဆရာတော်ကြီးကကဲဒါဆိုလာမောင်စံတော်အပေါ်သွားမယ်ဦးစံတော်ဘာသာဤလက်ကိုဆွဲကကျောင်းဘော်တက်သူခေါ်သွားတော့ဤကျောင်းဘော်တက်သူရောက်တော့အခါဆရာတော်ဥတော်မူကကဲမောင်စံတော်မင်းလည်းခီးဝေးကြီးကလာတော့ပင်မရှာပြီမယ်ခဏနားလိုက်အောင်ဟုပြောလိုက်ဤထို့အခါစစ်ကွင်းဆရာတော်ကသူ့၌ပါလာတော့ တင်ကန်းသုံးတယ်ကိုကြပြကြရထုတ်ပြီးအောင်းပေါက်ဆရာတော်ကြီးအားလှူဒန်းလိုက်တော်၏ထို့အခါအောင်းပေါက်ဆရာတော်ကြီးဥတာမှုကမောင်စံတော့မင်းအခုလှူတဲ့တင်ကန်းသုံးတယ်မှာမင်းတရားပေါက်တဲ့တင်းမှန်ကိုပဲငါလှူခံမယ်ဟုမိန့်ကြလေသည်ထို့အခါဥစံတော်ဘာသာလဲသူ့စိတ်ထဲ၌အင်းဘာမဟုတ်တဲ့လူတွေရဲ့ပြောစကားကိုနားယောင်မိလို့တကယ်ပုတ်ကိုပေါ်ငါပြစ်မမိဘူးတွေ့ရင် မဖြစ်ချေပါဘူးစိတ်ကိုပိုင်ဖြတ်ပြီးဆရာတော်ဥတော်မူဟာသူ၏သင်္ကန်းသုံးတယ်ကိုအလှခံတော်မူပါရန်ထပ်မံလျှောက်ထားလိုက်သောအခါဥတော်မူကဒီမဲမောင်စံတော်မင်းပထမဦးဆုံးနွားเจ้าသားတွေနဲ့တွေ့တော့သူတို့ကငါ့ကိုစိတ်မနှံ့တဲ့လူပါလို့ပြောလိုက်တော့မင်းစိတ်ထဲမှာငါ့ကိုလှူမဲ့တဲ့ကဒုက္ခသင်္ကန်းကြီးကိုမလှူတော့ဘူးလို့တရားပြတ်ခဲ့တယ်မဟုတ်လား နောက်ပြီးတော့တီချောင်းနာကလူနဲ့တွေ့တော့လဲသူကငါ့ကိုစိတ်မနှက်တဲ့လူလို့ထပ်ပြောလာပြန်တော့မင်းစိတ်ထဲမှာငါ့ကိုလှူမဲ့တင်ကန်းတဲ့ကကိုယုံတင်ကန်းကိုပါမလှူတော့ဘူးလို့စိတ်ထဲမှာတရားပြက်ခဲ့တယ်နော်။ဒါကြောင့်မင်းစိတ်ထဲမှာတရားစစ်စစ်နဲ့လှူဖို့ကြံနေတဲ့တဲမိုင်ကိုပဲငါအလှူခံမယ်ဟုမိန်တော်မူ၏။ထိုအခါစစ်ကွင်းဆရာတော်သည်ပြပြတလဲလဲပင်တင်ကန်းသုံးတယ်စလုံးကိုအလှူခံဖို့ထပ်လျှောက်တော့အောင်းပေါက်ဆရာတော်လည်းစစ်ကွင်းဆရာတော်ကိုတနာပြီးကဲဒီလိုလုပ်ပါ။ မင်းလူတဲ့သင်္ကန်းတွေကိုတော့ငါလူခံမယ်။ဒါပေမဲ့ဒီသင်္ကန်းတွေတော့ပြည်ရှင်စံတော်ဖျားစီသွားပြီးပြန်လူလိုက်မယ်။မင်းဒီကပြန်ရင်အခုမင်းလူထားတဲ့သင်္ကန်းတွေကိုပြည်ရှင်စံတော်ဖျားမှာဝင်ဖူးလိုက်ပါကွယ်ဟု ပြောဆိုပြီးဒီနဲ့အောင်းပေါ့ဥတာမှုလဲသင်္ကန်းတွေကိုယူကာစစ်ကွင်းဆရာတော်ဘက်လှည့်၍မောင်စံတော်မင်းဒီမှာခဏဆောက်ငါကူးချက်ချင်းပြန်လာခဲ့မယ်ဟုပြောပြီးဒီနဲ့ဥစံတော်ဘာသာရှိတွေပင်ပျောက်သွားတော့သည်။အောင်းပေါ့ဆရာတော်ဥတာမှုထောက်ခွာပြောက်ွယ်သွားပြီးနောက်တွင်စစ်ကွင်းဆရာတော်လည်း ။အော်ငါနဲ့အဖြစ်က तू ပြောငါပြောစကားနဲ့လေအောင်းပေါက်စရာတော့ကိုစိတ်ထဲကပြစ်မမိဘူးတွေ့တော့ရင်စိတ်မကောင်းဖြစ်နေချိန်မှာပဲအောင်းပေါက်စရာတော့ကြီးပြန်ကြွလာတော့ ਈ ။ ရွှေဇန်တော်ဖះမှာတင်ငန်းလူပြီးကြောင်းမိတ်ဆိုခဲ့ဤထိုအခါတွင်မှစစ်ကွင်းဆရာတော်နဲ့အောင်ပေါက်ဆရာတော်တို့လည်းအေးအေးဆေးဆေးစကားစမြည်ပြောကြလေသည်ထိုအခါအောင်ပေါက်ဆရာတော်ဥတော်မူကသူ့ဘဝဖြစ်စဉ်အားစစ်ကွင်းဆရာတော်ကိုပြောပြလေသည်ဆရာတော်ကြီးဘဝကထူးဆန်းထွေပြမှုရောစိတ်မကောင်းဝေရများပါရောပြွမ်းနေလေဤ တောင်တွင်းကြီးမြို့တမိုင်းသည်ပြုခင်းနှင့်ဆက်ဆက်သဖြင့်အလိုမင်းရှိကြ၏ထို့သူတောင်တွင်းကြီးမြို့၏ရွှေရောင်တော်ဖျားသည်လည်းတမိုင်းဆင်လာကြည်သောဖျားတမိုင်းရှိသည့်အဓိကရဖျားဖြစ်၏ ထို့အပြင်ဖျားကြီးထူကြသောနောက်တစ်ချက်မှာကြည်ကျဲသောဖျားတိုက်ကြီးရှိသောအချက်ပင်ဖြစ်၏။အောင်ပေါဆရာတော်ကြီးအကြောင်းတွင်ဆရာတော်ကြီးတစ်ချိန်ကမွေးစားထားသောသားတယောက်ရှိခဲ့၏။ထို့မွေးစားသားကလေးသည် တဖြည်းဖြည်းလူလားမြောက်ကအရွယ်ရောက်လာခဲ့၏။ထိုတငယ်လေးသည်ရုပ်ရည်ယူပကာတင့်တင့်ခမ်းနားမှုလည်းရှိပြသဖြင့်ထိုရွာမှရွာတကြီးသမီးဖြစ်သူနှင့်ရည်ငံမြတ်တာမျှခဲ့ကြ၏။တဖြည်းဖြည်းနှင့်ချစ်သူ သမီးစားတက်တန်းကြာရှည်လာသဖြင့်ဥတော်မှုလည်းကြိုတင်စဉ်းစားလာရတော့၏။ อืมငါသားလေးတော့ဒီပုံစံတိုင်းသာဆိုရင် များမကြမီတော့ကာလာမှာအိမ်အောင်ပြရတော့မယ်အဲ့ဒီခါမှာသူနဲ့ယူရမယ့်သူကလည်းတကြီးသမီးဆိုတော့ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကတင့်တင့်တဲတဲဖြစ်ဖို့လိုတယ် ကိုတော့ငါသားလေးမှာပစ္စည်းဥစ္စာဆိုလို့ဘာမှမရှိတော့မျက်နှာငယ်ရတော့မယ်လူအောင်သူ့အောင်ကြရတော့မယ်ဒီလိုတော့အဖြစ်မခံနိုင်ဘူးမင်္ဂလာဆောင်အတွက်ငွေလိုတယ်ဟုစဉ်းစားပြီးငွေရနိုင်မိနီလန်းများကိုကြံစီလေတော့ဤထို့နောက်ငွေရနိုင်မိနီလန်းတရက်ကိုစဉ်းစားမိထို့နီလန်းကသူ့အနေဖြင့်မတုံးကျင်သောနီလန်းဖြစ်သည်ထို့သောအခြားနီလန်းလည်းမမြင်သဖြင့်ဒီနီးမှတပါရွေးချယ်ရန်နီလန်းလည်းမရှိပေနောက်ဆုံးထို့နီးကိုပင်အသုံးပြုရန်ဆုံးဖြတ်လိုက်၏ ထိုအခါအောင်းပုတ်ဆရာတော်ဥတော်မူသည်ချွေအောင်တော်ဖရာဘတ်သူကိုထွက်လာခဲ့လေဖရာသူရောက်လျင်နေရာထိုင်ခင်းတစ်ခုကိုစီစဉ်ပြီး အစီရင်တစ်ခုကိုပြုလိုက် ထိုအစီရင်မှာဥတော်မူသည် သူယူလာသောတပိတ်ကိုအဖုံးဖွင့်ပြီးခင်းကျင်းထားသည့်အပေါ်၌ခြားထားလိုက်ပြီးလျင်ငွေကိုရစေသည့်အင်းတစ်ချက်ကိုလည်းထုတ်လိုက်ပြီးလျင်သူ့စိတ်ထဲမှနေပြီးအောက်ပါအတိုင်းဒိတ်ထန်လိုက်တော့၏ ဤအင်းအစီရင်ကြောင့်ကြောက်ရောက်လာမီရွှေငွေတို့တွင်တပိတ်ထဲကြာလာသည့်ရွှေငွေတို့ကိုသာငာယူပါမည်တပိတ်အပြင်၌ကြာသည့်ရွှေငွေတို့ကိုငာမယူပါတပိတ်ထဲကြာလာသည့်ရွှေငွေတို့ကိုယူပြီးငါသားလေးရဲ့မင်္ဂလာဆောင်မှာအသုံးပြုမယ်လက်ဖွဲ့မယ်ဟုအတိတ်ထံပြီးနောက်အင်းကိုမိထွန်းလိုက်တော့၏အင်းမိထွန်းပြီးခိတများအကြတွင်အပေါ်မှရွှေငွေတို့သည်ကြာလာတော့၏ထိုကြာလာသောရွှေငွေများသည်တပိတ်အတွင်းသို့တစ်ခုမှမကြဘဲတပိတ်အပြင်သို့သာကြာကုန်၏ ထိုအခါအောင်းပေါက်ဆရာတော်ကြီးလည်းအထူးပင်စိတ်မကောင်းဖြစ်သွားပြီး"ဟွန်းငါသားလေးရဲ့ကံကြမ္မာကလည်းအတော့ကိုနဲရှာတာပဲ"ဟုတွေးရင်သူ့သပိတ်ကိုယူကစိတ်ပြက်လက်ပြက်ဖြင့်ကြောင်းသို့ပြန်ခဲ့တော်သည်။သူကြောင်းသားရောက်ခန်းဤတွင်ထူကြသောအတိတ်တပေါင်းဆိုင်ရာအကြောင်းချင်းရာတရက်ကိုကြုံတွေ့ရတော်သည်။ထိုနမိတ်မှာကိုရင်လေးနှစ်ပါးသည်သကောတစ်ချက်ကိုကြိုးချပြီးဝလုံးတစ်လုံးတွင်ချိတ်ဆွဲကမောင်းတပွဲပြုပြီးရှေ့တစ်ပါးနောက်တစ်ပါးထမ်းလာကြ၏။ရှေ့မှာထမ်းလာသော ကိုရင်၏ပါးစပ်မှလည်း အောင်ပေါတော်၎င်းငါတော်၎င်းဟုအော်ပြီးစကားကိုလက်ဖြင့်ထုကာနှုတ်မှလဲဒူဟူ၍မောင်းထုသည်ကထွက်သည့်အတံမျိုးပြူလိုက်ပြီးလျင် ်နောက်မှထလာသောကိုရင်ကလည်းနှုတ်မှအောင်းပေါက်တော်၎င်းငါတော်၎င်းဟုအော်ပြီးတပြန်နက်ပင်စကောကိုလက်ဖြင့်ထိုးပေါက်လိုက်တော့၏ထိုးအချက်အရာတိတ်နမိတ်ကိုတွေ့မြင်လိုက်ရသောဥတာမှုလည်းထူးဆန်းလာကြည်လာကိုတွေ့ပြီးဆက်လျှောက်လာခဲ့၏ဤသို့လာရင်သူ၏ကြောင်းဝင်းဝနာရောက်တွင်ကိုရင်တစ်ပါးသည်ရေအိုးထဲတွင် ရေပြည့်ထည့်ပြီးထန်းလာသည်ကို တွေ့ရ၏ထိုးကိုရင်လေးသည်ဥတာမှုနာမလန်မကန့်သို့ရောက်ရှိသောအခါနှုတ်မှ အောက်ပေါက်တော်၎င်းငါတော်၎င်းဟုအော်ပြီးတူထားလာသည့်ရေအိုးကိုမြေပြင်သို့ခွန်းကနေနေအောင်ပောက်ခွဲလိုက်တော်၏ဤကဲ့သို့ထူဆန်းသောတိတ်နမိတ်များကိုဇက်တိုက်တွေ့လာသောအခါတမျိုးတမီဖြစ်သွားတော်၏ထို့နောက်တောင်တွင်းမြောက်တွင်းဖြင့်ဆက်လက်လျှောက်လာခဲ့၏ဆရာတော်ကြီးသည်ကျောင်း၏ခြံဝင်းထဲသို့ရောက်သောအခါတွင်သူ၏ညာဘက်မျက်လုံးမှာသူ့အလိုလျောက်ဖောင်းကနေမြည်တံဖြင့်ပောက်ပြီးအပြင်သို့လွင့်ဆင်သွားလေတော်၏ ထိုအခါဥတာမှုသည်သူ၏ညာဘက်မျက်လုံးကိုလက်ဖြင့်အုပ်ပြီးဆက်လျှောက်လာခဲ့။ကျောင်းပေါ်သို့တက်သည့်လေကားရင်းသို့ရောက်ရှိသောအခါကြံရှိနေသောဘဲဘက်မျက်လုံးတစ်ဖက်သည်လည်းဖောက်ကနေဟူသောအသက်ဖြင့်ပောက်ကွဲလင်းစင်ထွက်သွားပြန်တော်သည်။ဤသို့ဖြင့်သူ၏မျက်စိနှစ်ဖက်စလုံးကိုရရသည့်ဖြစ်သူရောက်ရှိခဲ့ရသောကြောင့်ကိုစစ်ကွင်းဆရာတော်အားပြန်ပြောင်းပြောခဲ့သဖြင့်စိတ်မကောင်းဖြစ်ခဲ့ရ၏။ အောင်ပေါ့စရာတော့လဲရှင်ငွေတို့ကိုရစေပြီးဒနာတိတိကို ဖြစ်စေသည်တသကေတယာအစချီသော အင်းပညာကံကိုစစ်ကွင်းစရာတော့အာတင်ကြားပေးလိုက်ပါတော့သည်ဒီဗီဒီယိုလေးကိုစုံထီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်